ီရင်သတင်းတပုတ်အနေနဲ့ကတော့ကုလသမဂ္ဂထွေထွေအတွင်းရေမှုရှုပ်အန်တိုနီရိုဂူတာရက်စ်ကအာရခတတော် EA နဲ့လိုအပ်တဲ့တွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ဖို့လိုတယ်လို့ပြောကြားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်းမတ်လ15ရက်နေ့ဒါကာမြို့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးနဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့တဲ့အခါမှာရခိုင်ရေးနဲ့ပတ်သက်ပြီးအခုလိုထုတ်ပေါ်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ အရခတ်တော် AA နဲ့လိုအပ်တဲ့တွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ဖို့လိုအပ်ပြီး AA ဟာတွဲဆောင်ဆွေးနွေးစကားပြောရမယ်ယုံကြည်တဲ့အခွင့်အစည်းတစ်ခုဖြစ်တယ်လို့ Gutarres ကဆိုပါတယ်။ရခိုင်ပြည်နယ်ကမွတ်စလင်တွေရဲ့အခွင့်အရေးကိုအပြည့်အဝလေးစားလိုက်နာဖို့အာရခတက်တော်နဲ့ထိတွေ့ဆက်ဆံဖို့အရေးတကြီးလိုအပ်တယ်လို့လည်းသူကပြောဆိုခဲ့တာပါ။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Gutarres ဟာ မတ်လ13ရက်နေ့ကနေ16ရက်နေ့အထိ၄ရက်အကြာဘင်္ဂလားဒေ့ရှ်ကိုလာရောက်လေးပတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီခရီးစဉ်အတွင်းမတ်လ14ရက်နေ့မှာတော့ Cossus Bazar KI Okia မြို့နယ်ကမြန်မာနိုင်ငံရခိုင်ပြည်နယ်ကထွက်ပြေးတိမ်းရှောင်လာကြတဲ့မွတ်စလင်ဒုက္ခသည်စခန်းတွေကိုတွားရောက်ပြီးဒုက္ခသည်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ကုလသမဂ္ဂအထွေထွေအတွေ့အကြုံမှုရှုပ်ဟာမတ်လ16ရက်နေ့မှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။